ဖတ်ရှုနာစင်တနစ်တာနှုတ်ကပတ်တမန်တရားအစီအစဉ်မှကြိုဆိုပါရယ်ဒီကနေ့ဖတ်ရှုနာစင်ရမယ်နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး၈မှ၁၂ထိဖြစ်ပါရယ်ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး၈ထိုနောက်ဒါဝိဒ်သည်ဖိလိတိလူတို့ကိုလှုပ်ကြံ၍အောင်မြင်သဖြင့်မေသေးကမာမြို့ကိုသိမ်းယူလေ၏ မောဘပြည်ကိုလည်းလှုပ်ကြံ၍ပြည်သားတို့ကိုမြေပေါ်မှလဲချသဖြင့်ကျိုးနှစ်တိုင်းလျက်သုံးစုတွင်နှစ်စုကိုတတ်၏တစုကိုချမ်းသာပေ၏ထို့သောမောဘမျိုးသားတို့သည်ဒါဝိဒ်၌ကျွန်ခံ၍အခွန်ဆက်ရကြ၏ဇောဘမင်းကြီးယေဟောဘာဤသားဟာဒဒီဇာသည်ဥဖရက်မျက်နှာမြေကိုသိမ်းယူခြင်းက သွားသောအခါဒါဝိဒ်သည်တိုက်ဖြတ်၍ယထာတထောင် မင်းစည်းသူရဲ့9000ခြေတဲ့သူရဲ့2000ကိုဖမ်းစည်း၍ယထာတရားကိုတင်ထားပြီးမှ အခြားသော မြေယထာရှိသည်များတို့ကိုဖျက်ဆီးလေ၏ဓမ္မသက်မြို့နေရှုရီလူတို့သည်ဇောဘမင်းကြီး ဟာဒဒီဇာကိုစစ်ကူသောအခါဒါဝိဒ်သည် ရှုရီလူ2000တို့ကိုတတ်ပြီးမှ ရှုရီပြည်ဓမ္မသက်မြို့၌မြို့ဆောက်တက်ကို ထားသည်ဖြစ် ရှူရီလူတို့သည်ဒါဝိဒ်၌ကြုံခံ၍အခုဆက်ရကြ၏ဒါဝိဒ်သွားလျရာရာ၌ထာဝရဖျားစောင့်မတော်မူ၏ဟာဒဒီဇာ၏ကျွန်းတို့စွဲကင်သော ရွှေတိုင်းလွှားများကိုဒါဝိဒ်သည်သိမ်း၍ယေရုရှလင်မြို့သို့ဆောင်သွား၏ဟာဒဒီဇာအစိုးရသောဗေတမြို့နှင့်ဗေရောသဲမြို့မှဒါဝိဒ်မင်းကြီးသည် များစွာသောကြီးဝါကိုသိမ်းသွား၏ ဟာဒဒေဇာဤတက်အလုံးရင်းကိုဒါဝိတ်လှုပ်ကြံကြောင်းကိုဟာမတ်မင်းကြီးတောဤဒီကြားလီမိမိရန်သူဟာဒဒေဇာကိုဒါဝိတ်သည်စစ်တက်၍လှုပ်ကြံသောကြောင့်မိသားယာဖွဲ့၍ကောင်းကြီးပေးစီခြင်းကမိမိသားယောရန်ကိုဒါဝိတ်မင်းကြီးထံသို့စီလို့၍ယောရန်သည်ငွေဖလားရွှေဖလားကြေးဝါဖလားတို့ကို ဆောင်ရက်လာ၏ထိုဖလားတို့ကိုဒါဝိတ်မင်းကြီးသည် ထာဝရဖျားအားပူဇော်၏ထို့တူအောင်မြင်သောရှုရိပီမောဘပီ အာမုံပီဖိလိတိတ်ပီအာမလက်ပီ၌သိမ်းယူသော ရွှေငွေကူ၎င်းဇောဘမင်းကြီးယေဟောဘသားဟာဒဒေဇာ၏ဗန္နာကို လူယူ၍ရသောရွှေငွေကူ၎င်းထာဝရဖျားအားပူဇော်၏စာကြိုက်တွင်အေဒုံလူ18000တို့ကိုလှုပ်ချရာမှာဒါဝိဒ်သည်ပြန်လာသောအခါ ဂုံတိကြီးဤအေရုံပြည်အရရရ၌မြို့ဆောင်တက်တို့ကိုထား၍အေရုံပြည်သားအပေါင်းတို့သည်ဒါဝိတ်၌ဂျွန်ခံကြ၏ဒါဝိတ်သွားလျရာရာ၌ထာဝရဖျားစောင့်မတော်မူ၏ထိုသောဒါဝိတ်သည်ဣသေလနိုင်ငံလုံးကိုစိုးစံ၍နိုင်ငံတော်သားတို့တွင်တရားမှုကိုစီရင်ဆုံးဖြတ်တော်မူ၏ဇေရုယာဤသားယွာဘသည်ဘိုးချုပ်မင်းဖြစ်၏အဟိလုဤသား ယောရှဖက်သည်အတွင်းဝင်ဖြစ်၏အဟိတုတ်ဤသာဇာဒုတ်နှင့်အဗျာသာဤသာ အဟိမလက်သည်ယစ်ဘရဟိတ်ဖြစ်၏ဆရာယသည်ဇေယတော်ကြီးဖြစ်၏ယောယဒာဤသာဘေနယသည်ခေယတိလူနှင့်ပေလတိလူတို့ကို အုပ်ရ၏ဒါဝဲဤသားတော်တို့သည်လည်းမင်းသားအရာနှင့်နေကြ၏ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး9 တပန်ဒါဝိတ်ကငါသည်ယောနသန်အတွက်ဂျေဇူးပြုစရာခွင့်ရှိစေခြင်းကရှောလူအဆွေအမျိုးတစုံတယောက်ကြံ့ကျွင်းသေးသလိုဟုမေးသောဇိဘအမိရှိသောရှောလူ၏အဆွေအမျိုးနှင့်ဆိုင်သောဂျွန်တယောက်ကို အထံတော်သို့တွင်၍ရှင်ဘရင်ကသင်သည်ဇိဘမန်သလိုဟုမေးလျင်ကိုတော်ဂျွန်မန်ပါသည်ဟုပြန်လျှောက်လေ၏ရှင်ဘရင်ကလည်းဖျားသခင်အလိုတော်တိုင်း ငါကျေးဇူးပြုစရာအခွင့်ရှိစေခြင်းကရှောလူအဆွေအမျိုးတစုံတယောက်မြမရှိသလောဟုမေးလီဇိဘကယောနသန်၌ခြေစွန့်သောတားတယောက် ရှိပါသေး၏ဟုပြောသောရှင်ဘရင်က သူသည်အဘယ်မှရှိသနည်းဟုမေးပြန်လီဇိဘကလောဒီဗာယွာအမြေလသားမာခိရအိမ်၌ရှိပါသည်ဟုပြော၏ ထိုအခါဒါဝိဒ်သည်ဆီလွ၍ရှောလူဤသားဖြစ်သောယောနသန်ဤသားမေဖိဘောရှက်ကို လောဒီဘာရွာအမြေလသားမာခိယအိမ်မခေါ်ခဲ့၍သူသည် အထံတော်သို့ရောက်သောအခါပြက်ဝုလျက်ရှ िख ူးလီဤဒါဝိဒ်ကလည်းမေဖိဘောရှက်ဟုခေါ်လျင်ကိုရောကျွန်ရှိပါသည်ဟုပြောလီဤဒါဝိဒ်ကလည်းမစိုးရိမ်နှင့်သင်အဘယောနသန်အတွက် ငါသည်တေ၌ဆက်ဆက်ကျေးဇူးပြုမိတင်းအဖို့လျှောလူပိုင်သည်မြသောမိကိုငါပြန်ပေးမိတင်းသည်နေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်ဟုဆိုသော မေဖိဘောရှက်ကကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးတေကံကိုကိုရောကြည့်ရှုရမည်အကြောင်း ကိုရောကျင်သည်အဘယ်သို့သောသူဖြစ်ပါသနည်းဟုဥချ၍ပြန်လျှောက်လေ၏ထိုအခါရှင်ဘရင်သည်လျှောလူဤကျွန်းဇိဘကိုခေါ်၍ ရောလူနေသူဤအဆွေအမျိုးများ ပိုင်ထိုက်သမျှတို့ကိုတင့်သခင်ဤသားအားငါပေးပြီးတင်းသည်တင်းဤသားကျွန်းတို့နေတကားလယ်လုတ်၍တင်းသခင်ဤသားစားကြရဖို့အသေးနံကိုတွင်းရမည်တို့ရတွင်တင်းသခင်ဤသားမေဝိဘောရှက်သည် နေ့တိုင်းအစဉ်ငါစပွဲ၌အစာစားရမည်ဟုမိတော်မူ၏ဇီဘာ၌သား35ယောက်နှင့်ကျွန်း20ရှိ၏ဇီဘာကလည်း ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုရော့ဂျွန်ကိုမာထားတော်မူသည့်အတိုင်းကိုရော့ဂျွန်ပြုပါမည်ဟုနားတော်လျှောက်၏ထို့နောက်မေဗီဘောရှက်သည်ရှင်ဘရင်ဤသားရင်ကဲ့သို့စားပွဲတော်၌အစာစားရ၏မေဗီဘောရှက်၌မိခါအမိရှိသောသားငယ်တယောက်ရှိ၏ဇီဘအိမ်၌နေသောသူ အပေါင်းတို့သည်လည်းမေဗီဘောရှက်ဤဂျွန်ဖြစ်ကြ၏ထို့သောမေဗီဘောရှက်သည် ယေရုရှလင်မြို့၌နေ၍ရှင်ဘုရင်ဤစားပွဲတော်၌နေ့တိုင်းအစဉ်စားရ၏ခြေနှစ်ဖက်ဆွန့်တော်သူဖြစ်၏ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး30ထို့နောက်အာမုံရှင်ဘုရင်သည်တည်၍သားတော်ဟာနုံသည် ခမည်းတော်အရာ၌နန်းထိုင်၏ဒါဝိတ်ကလည်းဟာနုံအဘနာဟတ်သည်ငါအားကျေးဇူးပြုသောကြောင့်သူဤသား၌ကျေးဇူးပြုမိဟုဆိုလျက် သူဤအဘတိယာတွင်နှစ်သိမ့်စီခြင်းကဂျွန်တို့ကိုစီလို၍ဒါဝိဒ်ဤဂျွန်တို့သည် အာမုံပြည်သို့ရောက်ကြ၏အာမုံအမျိုးမူမတ်တို့သည်မိမိတို့အရှင်ဟာနုံထံသို့ဝင်၍ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စီသောသူတို့ကိုစီလို့ရာတွင် ခမည်းတော်ကိုယိုသေးစွာပြုသည်ဟု ထင်မှတ်တော်မူသလောမြို့တော်ကို စစ်စေးစူးစမ်း၍ဖြည့်ဆည်းခြင်းကသာသူဤဂျွန်တို့ကို စေလွတ်သည်မဟုတ်လောဟုလျှောက်ကြသော ဟာနုံသည်ဒါဝေးဤကျွန်းတို့ကို ယူပြေးလျင်မုတ်စိတ်တချမ်းကိုရိပ်၍အဝတ်ကို တင်ပါတိုင်အောင်ဖြတ်ပြီးမှလွတ်လိုက်လေ၏ထိုသတင်းကိုဒါဝိဒ်သည်ကြားသောအခါ ထိုလူတို့သည် အလွန်ရှက်သောကြောင့်သူတို့ကို စီးကြိုစီခြင်းကစေလွတ်၍သင်တို့သည်မုတ်စိတ်မရှိမီတိုင်အောင်ယေရီခေါမြို့မှနေကြလော့ထိုနောက်မှ ပြန်လာကြလော့ဟုမှားထားတော်မူ၏ အာမုံအမျိုးသားတို့ကငါတို့သည်ဒါဝိရှိမှဆက်စုပ်ယုံရှာပွဲဖြစ်လိမ့်မည်ဟုသိလျင်လူတို့ကိုစေလွတ်၍ဘရဟောဘမြို့နှင့်ဇောဘမြို့၌နေသောရှုရိလူခြေသည်သူရဲ့နှသောမာခမင်းကြီး၏လူတထောင်တောဘမြို့သားတထောင်နှထောင်တို့ကိုငားကြ၏ထိုသတင်းကိုဒါဝိသည်ကြားလျင်ယွာပနှင့်ခွန်အားကြီးသောသူရဲ့အလုံးရင်းအပေါင်းကို စေလွတ်၏ အာမုံမျိုးသားတို့သည် ထွက်၍မြို့တကားဝမှစစ်ခင်းခြင်းကြ၏ဇောဘမြို့ယေဟောဘမြို့တောဘမြို့မှလာသော ရှုရီလူနှင့် မာခာမင်းကြီး၏လူတို့သည် လွင်ပြင်၌တခြားစီနေကြ၏ယွာဘသည်လည်းရှေ့၌၎င်းနောက်၌၎င်းစင်းမျက်နှာနှစ်ဖက်ရှိသည်ကို မြင်လျင်ဤသေးလာလူတို့တွင်သံမြန်သောသူရှိသည်များတို့ကိုရွေးကောက်၍ရှုရီလူတို့တစ်ဖက်၌စစ်ခင်းခြင်း၏ ကျွင်းသောသူတို့ကိုအာမုံအမျိုးသားတို့တစ်ဖက်၌စစ်ခင်းခြင်းစီခြင်းကညီအဘိရှေလက်သို့အပ်လျက်ရှုရီလူတို့သည်ငါကိုနိုင်လျင်ငါအားကိုရမည်အာမုံအမျိုးသားတို့သည်သင်ကိုနိုင်လျင်သင်အားငါကိုမည်ရဲရင်သောစိတ်ရှိ၍ငါတို့လူမျိုးငါတို့ဖျားသခင်မြို့ရွာတို့အဖို့အားထုတ်၍တိုက်ကြကုန်အံသာဝရဖျားသည် အလိုတော်ရှိသည့်အတိုင်းစီရင်တော်မူစေတည်းဟုဆိုပြီးမှ သူ၌ပါသော လူများနှင့်တကွရှုရီလူတို့ကိုစစ်တိုက်ခြင်းကချင်းသွားသောအခါရှုရီလူတို့သည်ပြေးကြ၏ရှုရီလူတို့ပြေးသည်ကိုအာမုံမျိုးသားတို့သည်မြင်လျင်သူတို့သည်လည်းအဘိရှေရှိမှပြေး၍မြို့ထဲသို့ဝင်ကြ၏ယွာဘသည်လည်းအာမုံပြည်မှထွက်၍ယေရုရှလင်မြို့သို့ပြန်သွားလေ၏ရှုရီလူတို့သည်ဤသေးလအမျိုးသားရှိမှမိမိတို့ရှုံးသည်ကိုသိမြင်လျင် တဖန်စီဝေးကြ၏ဟာဒဒေဇာမင်းကြီးသည်လည်းဆေလွတ်၍မြစ်တဖန်၌နေသော ရှူရီလူတို့ကို ခေါ်သည်ဖြင့်သူတို့သည် ဟေလန်မြို့သို့ရောက်လာကြ၏အာဒဒေဇာခံထားသောဘိုးချုပ်မီရှောဘက်သည်လည်းအုပ်ရ၏ထိုသတင်းကိုကြားလျင်ဒါဝိဒ်သည်ဣသေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ယော်ဒန်မြစ်ကို ကူးသည်ဖြင့်ဟေလန်မြို့သို့ရောက်လေ၏ရှူရီလူတို့သည် ဒါဝိဒ်တဖက်၌စစ်ခင်းခြင်း၍တိုက်သောအခါဣသေလအမျိုးသားရှိမှပြေးကြ၏ဒါဝိဒ်သည်လည်းရှုရိမြေထာစီးသူရဲ့9000ခြေတဲသူရဲ့4000တို့ကိုတက်၍ဗိုလ်ချုပ်မီရှောဘက်ကိုလည်းထိကိုက်သဖြင့်သူသည်ထိုရက်၌သေ၏ဟာဒဒေဇာ၌ကျွန်ခံသောမင်းကြီးအပေါင်းတို့သည်ဣသေလအမျိုးရှိမှမိမိတို့ရှုံးသည်ကိုသိမြင်လျှင်ဣသေလအမျိုးနှင့် ်မိသားယာဖွဲ့၍ကျွန်းခံကြ၏ထို့သောရှုရီလူတို့သည် နောက်တဖန်အာမုံအမျိုးသားတို့ကိုစစ်မကူဝန်ကြဓမ္မယာဆိုရင်ဒုတိယဆောင်ခန်းကြီးဆက်ပြေအခါလေ၍ရှင်ဘရင်တို့သည်စစ်တိုက်ချင်းရောက်သောအခါဒါဝိဒ်သည်ယွာဘန်းနှင့်ဂျုံများဤသေးလအမျိုးသားအပေါင်းတို့ကိုဆေလွတ်သဖြင့်သူတို့သည်အာမုံအမျိုးသားတို့ကို တိုက်ဖြတ်၍ရဘာမျိုးကို ဝိုင်းထားကြ၏ ါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌နေလေ၏နောက်တနေ့ညဦးရန်၌ဒါဝိဒ်သည် လျောင်းဆဲရာမှထ၍နန်းတော်မူပေါ်မှဇင်းကြံသွားစဉ်တွင် အလွန်အဆင်းလသောမိမတယောက်ရေချိုးသည်ကို မြင်တော်မူ၏ထိုမိမကအဘယ်သူနည်းဟုဆေလွတ်၍မေးမြန်းလျှင်အေလီယန်သမီးဟိတ်တိလူဥရိယာ၏မယားဘာသရှိဘဖြစ်ပါသည်ဟုပြောလေ၏တဖန်လူကိုဆေလွတ်၍ ထိုမိမကိုအထံတော်သို့ခေါ်ခဲ့၍ရှက်တင်လေ၏ထိုမိမသည်မိမိအညစ်အကြေးနှင့်စင်ကြယ်အောင်ပြု၍မိမိအိမ်သို့ပြန်ပြီးမှပရိသတ်တည်းရှိသဖြင့်ဒါဝိဒ်ထံသို့လူကိုဆေလွတ်၍ဂျွန်မ၌ပရိသတ်တည်းရှိပါ၏ဟုပြောစီသောဒါဝိဒ်သည်ယွာဘစီသို့လူကိုဆေလွတ်၍ဟိတ်တီလူဥရိယကိုငါထံသို့ဆေလွတ်ရမည်ဟုမှာလိုက်သည့်အတိုင်း ယွာဘသည်ဆေလွ၍ဥရိယရောက်လာသောအခါဒါဝိဒ်ကယွာဘကျမ်းမာ၏လော လူများကျမ်းမာ၏လောစစ်တပ်၍အောင်မြင်သလောဟု မေးမြန်းပြီးမှသင်းအိမ်သို့သွား၍ခြေဆီးလောဟုမိတော်မူသည့်အတိုင်းဥရိယသည်နန်းတော်မှထွက်၍သူနောက်မှ ခဲဝယ်စားပွဲကို ရှင်ဘရင်ပေးလိုက်လေ၏တို့ရတွင် ဥရိယသည်မိမိအိမ်သို့မသွားဘဲ မိမိအရှင်ဤကျုံပေါင်းတို့နှင့်အတူနန်းတော်တကားဝ၌အိတ်လီဤဥရိယသည်မိမိအိမ်သို့မသွားကြောင်းကို နားတော်လျှောက်လီဒါဝိတ်ကသင်သည် ခရီးသွားရမှရောက်လာသည်မဟုတ်လော သင်အိမ်သို့အဘဲကြောင့်မသွားဘဲနေသည်နီးဟု ဥရိယကိုမေးသောဥရိယကသစ်တာတော်နှင့်ဥသေလအမျိုးယူဒအမျိုးသားတို့သည်တဲ၌နေကြပါ၏သခင်ရွာပါနှင့်သခင်၏ဂျုံများတို့သည် လွင်ပြေ၌တဲရကြပါ၏ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍စားတောက်လျက်မယားနှင့်ပျော်မွေ့လျက်နေသင့်ပါမည်လောကိုတော်အသက်ရှင်တော်မူသည့်အတိုင်းထိုသို့ကျွန်တော်မပြုပါဟုဒါဝိဒ်အားလျှောက်လေ၏ဒါဝိဒ်ကလည်းဤမြို့၌ယနေ့နေအောင်လော၊နက်ဖြန်နေ့ငါလွတ်လိုက်မည်ဟု မိန့်တော်မူသည့်အတိုင်းဥရိယသည် ထိုနေ့မနက်ဖြန်နေ့ယေရုရှလင်မြို့၌နေ၏ ဒါဝိဒ်သည်လည်းဥရိယကိုခေါ်၍ရှေ့တော်၌စားတောက်လျက်ရှင်မူသည်တန်အောင်တောက်ရ၏သို့တော်လည်းညဦးမှာမိမိအိမ်သို့မသွားဘဲအရှင်ဤကျွန်တို့နှင့်အတူအိတ်ချင်းကထွက်သွားလေ၏နနက်မှာဒါဝိဒ်သည်မာစာကိုရေး၍ဥရိယလက်တွင်ယွာဘသို့ပေးလိုက်၏မာစာချက်ဟူမူကားကြက်တဲစွာစစ်တိုက်ရာတက်ဦး၌ဥရိယကိုခံထားပြီးမှ သူသည်ရန်သူလက်သို့ရောက်၍တေစီခြင်းကတက်များကိုရုတ်သိမ်းလောဟုပါသည်အမိန့်တော်တိုင်းရွာဘသည်မြို့ကိုကြည့်ရှုပြီးမှခွန်အားကြီးသော သူရဲ့ရှိရာအရ၌ဥရိယကိုခန့်ထားလေ၏မြို့သားတို့သည် ထွက်၍ရွာဘနှင့်ဆစ်ပြိုင်သောအခါဒါဝိဤကျွန်ချို့တို့သည်တေကြ၏ဟိတ်တိလူ ဥရိယသည်လည်းတေ၏ထိုနောက်ရွာဘသည် စေတသိန်းအလုံးစုံကိုဒါဝိဒ်အားကြားလျှောက်စီခြင်းကလူကိုခေါ်၍သင်သည် ရှင်ဘရင်ထံတော်၌စေတသိန်းကို အကုန်စင်ကြားလျှောက်ပြီးလျင်ရှင်ဘရင်သည် အမျက်တော်ထွက်၍သင်တို့သည်စစ်ပြိုင်သောအခါမြို့ဦးဤသို့အဘဲကြောင့်ချင်းကပ်ကြသည်။မြို့ရိုးပေါ်ကပြည့်မီကိုမတိသလော။ယေရုဘေရှက်သားအဘိမလက်ကိုအဘဲသူလောက်ကြံသည်။တေဘဲမြို့မှာမိမတယောက်သည် တိတ်ဆုံကြောက်တဖက်ကို မြို့ရိုးပေါ်ကပြစ်ချ၍အဘိမလက်သည်သည်မဟုတ်လောမြို့ရိုးအနီးသို့အဘဲကြောင့်ချင်းကပ်ကြသည်ဟု မိတော်မူလျင်ကိုတော်ဤကျွန်ဟိတ်တိလူ ဥရိယတေချောင်းကိုရှောက်ရမည်ဟုမှားထား၍ဆေလွတ်လေ၏ရွာဘမှားထားသည့်အတိုင်းထိုတမန်သည်သွား၍ဒါဝိတ်အားကြားလျှောက်စီကရန်သူတို့သည် အမန်စင်စစ်ကျွန်တော်တို့ကိုနိုင်သဖြင့်လွင်ပြင်တိုင်အောင်လိုက်၍တိုက်ကြပါ၏ ကျွန်းတော်တို့သည်လည်းမြို့တကားဝါတိုင်အောင်လန်၍တိုက်ကြပါ၏လေသမားတို့သည်မြို့ရိုးပေါ်ကကိုရော့ကျွန်းတို့ကိုပြစ်၍ကိုရော့ကျွန်းအချို့တည်ကြပါ၏ကိုရော့ကျွန်းဟိတ်တီလူ ဥရိယသည်လည်းတေပါဤဟုလျှောက်လျင်ဒါဝိတ်ကလည်းဤအမှုကြောင့်စိတ်မပြတ်နေစစ်တိုက်ပွဲတွင်တယောက်တလက်ပေတက်၏အာယူ၍မြို့ကိုကြက်တွဲစွာတိုက်လျက်လောက်ကြံတိုက်ဖြတ်ကြလောဟုတမန်အားဖြင့် ရွာဘကိုမာလိုက်လေ၏ဥရိယတေချောင်းကို သူဤမယားကြသောအခါခင်ပွန်းကြောင့်ငိုကြွေးမိတန်းလျက်နေ၏ငိုကြွေးမိတန်းချင်းလူမဒါဝိဒ်သည် လူကိုစေလွ၍ထိုမိမကိုနန်းတော်သို့ခေါ်စီသည်ဖြင့်သူသည်မိဖုရားအဖြစ်သို့ရောက်၍သားယောက်ျားကိုဖွားမြင်လေ၏တို့ရာတွင်ဒါဝိဒ်ပြုသောအမှုသည်ထာဝရဖုရားရှေ့တော်၌သို့သောအမှုဖြစ်သည် ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး7နောက်တဖန်ထာဝရဖျားသည်ပရောဖက်နာသန်ကိုဒါဝိဒ်ထံသို့ဆေလွတ်တော်မူသဖြင့်နာသန်သည်ဝင်၍အရှင်မင်းကြီးဤမိသောမျိုးတွင်တထေးတူးဆင်းရဲသားတူးရှိပါ၏တထေးသည် အလိုများစွာသော သိုးနွားမှစသည်တို့နှင့်ကြွယ်ဝပြည့်စုံပါ၏ဆင်းရဲသားမူကားမိမိဝယ်၍မွေးစားသောသိုးမကလေးတစ်ကောင်တည်းမှတပါ အခြားသောဥစ္စာမရှိပါ ထိုသုံးမကလေးသည် အရှင်နှင့်၎င်းအရှင်ဤသာသမီတို့နှင့်၎င်းပေါင်း၍ကြီးပွား၏အရှင်ဤအစာကို စားတတ်၏အရှင်ဤရေခွဲ၌တောက်တတ်၏အရှင်ဤရင်ခွေ၌အိပ်၍သမီးကဲ့သို့ဖြစ်၏တထေးအိမ်သို့ဧည့်သည်တူရောက်၍တထေးသည်ဧည့်သည်ကိုလှုပ်ကြွေးဖို့မိမိသိုးနွားများကိုနှမျောသောကြောင့်မယူဆင်းရဲသားဤသိုးမကလေးကိုယူ၍ ဧည့်သည်ကိုလှုပ်ကြွေးဖို့ချက်ပါသည်ဟုပြောလေသောဒါဝိဒ်သည် ထိုတည်းကိုပြင်းစွာအမျက်ထွက်၍သာဝရဖျားအသက်ရှင်တော်မူသည့်အတိုင်းထိုသို့ပြုသောသူသည် အမှန်သေးရမည်ဂယုနာစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်ထိုသိုးမကလေးအတွက်လေးစားပြန်ပေးရမည်ဟုမိန့်တော်မူ၏နာသန်ကလည်းထိုသူသည်ကအခြားသူမဟုတ်ကိုတော်ပင် ဖြစ်ပါ၏ ဤတေလမျိုး၏ဖျားသခင်ထာဝရဖျားမိတ်တော်မူသည်ကငါသည်ဘိသိက်ပေး၍တင့်ကိုဤတေလရှင်ပရေယာ၌ခံထားပြီးရောလူလက်မှလည်းကယ်လွတ်ပြီးတင့်သခင်၏အဆွေအမျိုးကို၎င်းတင့်သခင်၏မယားတို့ကို၎င်းတင့်ဤရင်တွင်၌ငါအပ်ပေးပြီးဤတေလအမျိုးနှင့်ယူဒအမျိုးကိုငါပေးပြီးထိုအရာများမလောက်ရင်အခြားတစ်ပါးပါသော အရာရာတို့ကို ပေးခြင်းငါ ငါအလိုရှိ၏။သင်သည်ထာဝရဘုရား၏ပညာတရားတော်ကို မထီမဲ့မြင်ပြု၍ရှေ့တော်၌ဒူးစရိုက်ကိုအဘဲကြောင့်ပြုပြီးသည်။ဟိတ်တိလူဥရိယ၏အသက်ကိုဓာဖြင့်တက်၍သူ၏မယားကိုသိမ့်လီပြီးတကားထိုသူကိုအာမုံအမျိုးသားဒန်းနှင့်တက်လီပြီးတကားယခုမှသင်သည်ငါကိုမထီမဲ့မြင်ပြု၍ဟိတ်တိလူဥရိယ၏မယားကိုသိမ့်သောကြောင့်သင့်အဆွေအမျိုးတို့သည် ဒါဘိနေအစဉ်တွေ့ကြုံရကြလိမ့်မည်ထာဝရဖျားမိန်တော်မူသည်ကသင်၌ရံပဲပြုတော်သူကိုသင်၏အဆွေအမျိုးတို့အထက်ကငါပေါ်စီမည်သင်မျက်မှောက်တွင်သင်၏မယားတို့ကိုငါယူ၍သင်အိမ်ကြီးချင်း၌အသဖြင့်သူသည်နေရှိမှသင်၏မယားတို့နှင့် ပေါင်းဖော်လိမ့်မည်သင်သည်ဤအမှုကိုမထင်မရှားပြုတော်လဲနေရှိမှငါလံပြမည်ဟု ထာဝရဖျားမိန်တော်မူသောစကားကို ပြန်ကြားလေ၏ဒါဝိဒ်ကလည်းငါသည်ထာဝရဘုရားကို ပြစ်မှားပါပြီဟုနာသန်အားဝင်ချ၍နာသန်ကအသက်တော်ကို ချမ်းသာစေခြင်းကထာဝရဘုရားသည်ကိုရောအပြစ်ကိုပယ်တော်မူပြီးသို့တော်လည်းကိုရောသည် ထိုသို့ပြစ်မှားသောအဖြစ်ကဲ့ရဲ့စရာအခွင့်ကြီးကိုထာဝရဘုရား၏ယံသူတို့အားပေးသောကြောင့်ယခုမြင်သောသားသည်ဆက်ဆက်တည်ရမည်ဟုဒါဝိဒ်အားလျှောက်ဆိုပြီးလျှင်နန်းတော်မှာ ထွက်သွားသောနောက်ထာဝရဖျားသည်ဒဏ်ခတ်တော်မူသည်ဖြင့်ဥရိယမယားတွင်ဖွားမြင်သောဒါဝိဒ်၏သားသည် ပြင်းစွာသောဝေဒနာကိုခံရ၏ဒါဝိဒ်သည် သူငယ်အတွက်ထာဝရဖျားအားတောင်းပန်လေ၏အစာကိုရှောင်လျက်အထဲသို့ဝင်၍တညလုံးမြေပေါ်မှအိပ်လျက်နေ၏နန်းတော်သားအသက်ကြီးသူတို့သည်ထား၍ကိုယ်တော်ကိုခြိကြွအံ့သောငါချင်းကပ်ကြတော်လေဒါဝိဒ်သည်ညင်းပယ်၍ သူတို့နှင့်အတူအစာမစားဘဲနေ၏ခုနှစ်ရက်ရှိသောသူငယ်သေး၏ဒါဝိဒ်၏ကျွန်တို့ကလည်းသူငယ်အသက်ရှင်စဉ်အခါငါတို့လျှောက်သောစကားကို နားထောင်တော်မူမူသည်ဖြစ်၍သူငယ်သေးချောင်းကိုလျှောက်လျင်အလွန်ကိုကိုကိုညင်းစေတော်မူလိမ့်မည်ဟုဆိုလျက်သူငယ်သေးချောင်းကိုမလျှောက်ဝန်ကြတို့ရတွင် ကျွန်တို့သည်တိုးတိုးပြောသောစကားကိုဒါဝိဒ်သည်ကြားလျင်သူငယ်သေးချောင်းကိုရိပ်မိသည်ဖြစ် သူငယ်သေးပြီလောဟုဂျွန်တို့ကိုမေးတော်မူ၏သူတို့ကလည်းသေးပါပြီဟုပြောကြ၏ထိုအခါဒါဝိဒ်သည်မြေမှထား၍ရေချိုးခြင်းစီလင်းခြင်းအဝတ်လဲခြင်းကို ပြုပြီးလျင်ထာဝရဘုရား၏အိမ်တော်သို့သွား၍ကိုးကွယ်၏ထိုနောက်နန်းတော်သို့ပြန်လာ၍စားစရာကို တောင်းသောအခါဂျွန်တို့သည် စားပွဲတော်ကိုပြင်၍မင်းကြီးသည် စားတော်မူ၏ဂျွန်တို့ကလည်းကိုတော်သည်အဘယ်သို့ပြုတော်မူသည်နည်း ူငယ်အသက်ရှင်စဉ်အခါသူငယ်အတွက်အစာရှောင်လျက်ငိုကြွေးလျက်နေတော်မူ၏သူငယ်တည်သောအခါထ၍စားတော်ခေါ်ပါသည်တကားဟုလျှောက်လျင်ဒါဝိဒ်ကသူငယ်အသက်ရှင်စဉ်အခါဖျားသခင်သည်ငါ့ကိုတနာတော်မူ၍သူငယ်အသက်ကို ချမ်းသာပေးတော်မူမည်မမူမည်ကိုအဘယ်သူဆိုနိုင်သနည်းဟု အောက်မေ့လျက်ငါသည်အစာရှောင်၍ငိုကြွေးလျက်နေ၏ယခုမှသူငယ်တည်ပြီးအဘဲเจ้าအစာရှောင်ရမည်နီ သူငယ်ကိုပြန်၍ဆောင်ခဲနိုင်သလောသူရှိရသူငါသွားရမည်သူသည်ငါရှိရသူမပြန်မလာရဟုမိတော်မူ၏တဖန်ဒါဝိဒ်သည်ခင်မူဘာသရှိဘကိုနှစ်သိမ့်စေသဖြင့်သူထံသို့ဝင်၍ဆက်ဆံလေ၏သူသည်လည်းသားယောက်ျားကိုဖွမ်းမြင်၍ရှောလမုန်အမိဖြင့်အဘမဲ့လေ၏ထာဝရဖျားသည် ထိုသူငယ်ကိုချစ်၍ကျေးဇူးပြုတော်မူသဖြင့် ဘရော့ဖက်နာသန်ကိုစေခမ်း၍ယေဒီဒီအမိဖြင့်မဲ့တော်မူ၏ယွာဘသည်လည်းအာမုံပြီးရဘာမြို့ကိုတိုက်၍မြို့တော်ကိုရပြီးမှဒါဝိဒ်ထံတော်သို့လူကိုစေလွှတ်၍ဂျွန်တော်သည်ရဘာမြို့ကိုတိုက်၍ကံတော်ရှိရာမြို့ကိုရပါပြီယခုမှကျွင်းသောလူတို့ကို စုဝေးစေသဖြင့်မြို့နားမှာတက်တော်ချ၍တိုက်ယူတော်မူပါသို့မဟုတ် ကျွန်တော်ယူ၍ကျွန်တော်အမိဖြင့်မြို့ကိုသမုတ်ကြလိမ့်မည်ဟုပြောလျင်ဒါဝိဒ်သည် လူအပေါင်းတို့ကိုစုဝေးစေသည်ဖြင့်ရဘာမြို့သို့ခြိသွား၍တိုက်ယူလေ၏မင်းကြီးတရဖူကိုချွတ်ယူ၍ခေါင်းတော်ပေါ်မှတင်ကြ၏တရဖူအချိန်ကကြောက်မြတ်ကိုမဆူဘဲရွှေအခွက်30ရှိသည်မြို့၌လူယူသောဥစ္စာအများကိုလည်းထုတ်လေ၏မြို့သားတို့ကိုလည်းထုတ်ဆောင်၍လွှတ်တိုင်မှု တန်ထွန်းတန်ပစိန်နှင့်အလုံမှုကိုလှုပ်စီ၍အုပ်ဖို့၌လဲကျင်လေစီ၏ထို့သောဒါဝိဒ်သည် အာမုံမြို့သူယွာသားအပေါင်းတို့၌ပြုတ်ပြီးမှလူအပေါင်းတို့နှင့်အတူယေရုရှလင်မြို့သို့ပြန်လေ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး၈မှ၁၂အထိဖြစ်ပါတယ်။ကျမ်းနာရသူပေါင်းဖျားသခင်ကောင်းချီးပေးပါစေ။